စိတ်ရဲ့ဆန္ဒဆိုတာအဓမ္မကြီးမာတယ်လူတွေကဟိုအမတ်တမဲ့နေလို့ဆန္ဒဆိုတာကြီးမာတယ်ဆိုတာလူတွေကမသိဘူးကြီးလေတရားနာခြင်းနဲ့ဆန္ဒရှိတော့ဒီထိရောက်လာနော်နာခြင်းနဲ့ဆန္ဒမရှိဘူးဆိုရောက်ပါမလားရောက်ဘူးအဲ့ဒါဆန္ဒကပို့တယ်လို့ခေါ်တယ်နော်ဆန္ဒမရှိတဲ့သူကအိမ်မှာပဲနေမယ်နေ ဆန္ဒရှိတော့လူဟာဘလောက်ဝေးဝေးတရားပွဲဆိုရောက်လာဘာဖြစ်လို့လဲဆန္ဒရဲ့ဆွမ်းဆောင်မှုလို့ခေါ်အဲ့တော့ဆန္ဒရဲ့ကြီးမားမှုဟာအဆွမ်းဆောင်နိုင်မှုကဘလောက်ကြီးလဲဒီအရာသာကြီးတာမဟုတ်ဘူးတခြားကိစ္စတွေလည်းဆန္ဒဆိုတာကြီးအဲ့တော့ကြောင့်မလို့ဆန္ဒကိုအဓိပတိပစ္စယောလို့မြတ်စွာဘုရားကဆန္ဒအဓိပတိဆိုအဓိပတိတယ်မှာဟောထားတာရှိတယ်အနောက်ပြီးတော့သံဒိဋ္ဌိပ္ပဆန္ဒဟာ စွမ်းဆောင်နိုင်တဲ့တကူရဲ့တကူပြီးစီးအောင်မြင်မှုရဲ့အကြောင်းတရားလို့ဒီလိုခေါ်ထားတာရှိတယ်။အဲ့ဒါကြောင့်မို့လို့စိတ်ဆန္ဒဆိုတာအလွန်ကြီးမားတယ်ဒီတစ်ခုတည်းကြီးမားတာမဟုတ်ဘူးစိတ်ဆန္ဒရှိပြီဆိုလို့ရှိရင်ကိုလိုချင်တာတွေကဖြစ်လာတတ်တယ်ပေါ့